မြန်မာနိုင်ငံသားဖြစ်နေလို့ခွဲခြားဆက်ဆံတာလားအိန္ဒိယရုပ်ပေါင်းနေလို့ခွဲခြားဆက်ဆံတာလားတည်တည်ကြကြမသိပေမဲ့ဒီလိုမျိုးဘတ်တမန်ဝစ်ဆောင်ဝစ်ပြီးတော့လူတွေကိုလိုက်ပြီးတော့ဖျော်ဖြေပေးနေတဲ့လူတယောက်ကအသားအရည်တွေလူမျိုးကြီးတွေကိုချိပြီးတော့ခွဲခွဲခြားခြားဆက်ဆံတာကတော့တော်တော်လေးကိုရုပ်ပေါက်တယ်လို့ပြောလို့ရပါတယ်မလေးရှားနိုင်ငံပြည်နံပါတ်ချမ်းကဒီလိုမျိုးလှတဲ့ရှုခင်းနေလမ်းမှာဒီလိုမျိုးကနေရဲ့ဦးလေးကြီးတွေအယောင်ကမှလှပတဲ့ပြည်နှံရဲ့အပေါ်ကကြည့်တဲ့ view တွေကိုကြည့်ရှုဖို့တွားခဲ့ပြီးမဲ့ စိတ်မကောင်းဖြစ်ပြီးတော့ပြန်ခဲရပါတယ်။ဒါကတော့ကျွန်တော်ရဲ့မလေးရှား vlog ပါ။ပထမဆက်စားလာခြင်းတော့ပျော်ပျော်ရွှင်ရွှင်ပဲသွားခဲ့ပြီးမယ်။နောက်ပိုင်းမှာဘလို့ကြုံတွေ့ခဲ့မလဲဆိုတာကိုတော့ကျွန်တော်ဆက်လက်ပြီးပြောပြပါမယ်။ဒါကတော့ကျွန်တော်ရဲ့အကိုအရင်းမှာအခုတစ်ခေါက်မှာတော့ပြည်နှမ်းမျိုးရဲ့အယောင်မှာနာမည်ကြီးတဲ့နေရာတွေကိုသွားလည်မှာပဲဖြစ်ပါတယ်။ဒါကတော့ပြည်နှံတရားပဲဖြစ်ပါတယ်ဒီတရားကနေကြည့်ရတဲ့မြင်ကွင်းကအစတစ်ခေါက်လို့ပြောပြသလိုပဲပဲတော်တော်လေးကိုလှပါတယ် ကျွန်တော်ဘဲသိန်ကျော်သား DP9 ရဲ့တရားကိုတော့ကျွန်တော်လုံးဝမယိုးသွားပါဘူး။ကျွန်တော်တို့အိမ်အားနေနိုင်ခွ၄၅မိနစ်လောက်မောင်းလာတဲ့နောက်မှာတော့ကျွန်တော်တို့တဲမဲ့အမရဲ့အိမ်ကိုရောက်ပြီပေါ့နော်ဒီတိုက်ကတော့၂၃လွှာအထိရှိပြီးတော့ဒါကတော့ night view ပဲဖြစ်ပါတယ်အောက်ကိုကြည့်မယ်ဆိုရင်လည်းတော်တော်လေးလူတွေကသေးတဲ့အပြင်တော်တော်လေးကမှကြောက်စရာကောင်းတယ်လို့ပြောလို့ရတယ်လှလဲလှသလိုကြောက်စရာလည်းကောင်းတယ်ပေါ့နော် အခုတော့ကျွန်တော်တို့အရန်ဥမာနမဲကြီးတဲ့ကမ်းခြေပုံစံလူအပန်းဖြေတဲ့နေရာတစ်ခုကိုသွားမှာပဲဖြစ်ပါတယ်ဒီနေရာကမလေးရှားနိုင်ငံပြည်နှမ်းမှာရှိပေမဲ့ရန်ကုန်မြို့ဝင်းကြီးမြရုံးရဲ့နေရာကိုရောက်နေတယ်လို့ခန်းစားရတာပဲဖြစ်ပါတယ်။ နောက်တစ်ခုဒီနေရာမှာကျွန်တော်သဘောအကျဆုံးကတော့ဒီအပင်လေးကိုအလှဆင်ထားတာပါပဲ ဒီနေရာတော်တော်လေးလူဦးရေထူထပ်သလိုကားတွေကလည်းတော်တော်လေးကိုများပါတယ်။နောက်ပြီးစိတ်ဝင်စားစရာကောင်းတာကတော့ဒီလိုမျိုး တွန်းလဲပုံစံလုပ်တဲ့ဥလေးတွေဆိုလဲလမ်းမှာအဲ့လိုမျိုးပျော်ပြီးတော့ကနေပါတယ်ကျွန်တော်တော့တော်တော်လေးကိုသဘောကျပါတယ် 마인드 <laughs> <laughs> ီလိုမျိုးပျော်ပျော်ရှင်ရှင်နဲ့တွားနေတဲ့အချိန်မှာတော့အယောင်မှာရုပ်ပေါက်တဲ့အဖြစ်ပြက်တစ်ခုဖြစ်ပြက်ခဲ့ပါတယ်။အခုမြင်နေရတဲ့ဘတ်မန်ဝတ်ဆုံဝတ်ထားတဲ့လူကတော့လူတွေကိုလိုက်ပြီးခွဲခြားဆက်ဆံတဲ့သူတယောက်ပါ။သူကမနိုင်လူမျိုးတွေကိုကောင်းကောင်းမွန်မွန်နှုတ်ဆက်ပေမဲ့အိန္ဒိယလူမျိုးတွေတခြားနိုင်ငံခြားသားတွေကိုတော့တော်တော်လေးကိုရုပ်ပေါက်ပါလဲဆက်ဆံတာပထမတစ်ခေါက်မှလည်းကျွန်တော်ကကောင်းကောင်းမွန်မွန်နှုတ်ဆက်ပေမဲ့ तू ကကျွန်တော်ကိုရှောင်ပြီးတော့ထောက်ရတယ်ပေါ့နော်ပထမတော့ကျွန်တော်ကတော့ तू သတိမထားမိလို့ဒီလိုမျိုးလှုပ်တာဆိုပြီးထင်ခဲ့ပေမဲ့ ဒုတိယတစ်ခေါက်မှာဆိုရင်ကျွန်တော်ကသူ့ကိုလက်တို့ပြီးပါခေါ်ခဲ့ပါတယ် brother brother can we take a picture ဆိုပြီးတော့ခေါ်ပေးမယ်။ तू ကကြတော့လုံးဝအေးမလုပ်တာပါ။ကျွန်တော်က၄၅ခေါက်လောက်ခေါ်ပြီးတော့သူ့ရဲ့ပခုံးမှာကျွန်တော်ပုတ်ခဲ့ပါတယ်။ဒါမှမဟုတ် तू ကျွန်တော်တော့တစ်ချက်တော့လှည့်မကြည့်ပါဘူး။ ဒီလိုမျိုးပါပဲ Indian clay အုပ်စုတစုကလည်းသူ့ကိုလှုပ်ဆက်ပြီးတော့သူ့ကိုစကားပြောဖို့ကြိုးစားတဲ့အချိန်မှာသူကအဲ့ကလေးတွေကိုကြည့်ပြီးတော့သူအေးမလုတ်တလို့မျိုးသူလစ်လူရှုပ်တလို့မျိုးသူလှုပ်ခဲ့ပါတယ်တော်တော်လေးကိုလျှုပ်ပေါက်တဲ့ဖြစ်ရတဲ့ခုလို့ပြောပေးခဲ့ပါတယ်အဲ့အချိန်မှာကျွန်တော်တော်တော်လေးအောက်သွားတယ်ဗောနော်ဟိုစိတ်မကောင်းလည်းဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုသူငါငါတို့မြန်မာမဟုတ်လို့ဒီလိုလှုပ်တာလားဒါမှမဟုတ်လို့ရှိရင်အိန္ဒိယရုပ်ပေါင်းနေလို့ဒီလိုမျိုးခွဲခြားဆက်ဆံတာလားဟိုကလေးတွေရောဘာလို့ဆက်မဆက်မဲနဲ့ဒီမလိုင်းနေကြတော့သူကောင်းကောင်းနှုတ်ဆက်တာလဲ အဲ့လိုမျိုးပေါ့နော်မေးခွန်းနဲ့အများကြီးကခေါင်းထဲမှာပြေးနှံ့နေရနောက်ကြတော့တော်တော်လေးစိတ်မကောင်းဖြစ်ပြီးတော့ဒီမှာနေရတာလည်းမပြေဘူးဖြစ်သွားတယ်ပေါ့နော်နောက်တော့ပြန်ပြီးတော့စဉ်းစားကြည့်တာတော့ဟုတ်အကြောင်းအရာတစ်ခုတည်းကြောင့်ဒါမှမဟုတ်လို့ရှိရင်လစ်လူရှုသလိုဖြစ်သွားတာလားဒါမှမဟုတ်လို့ရှိရင်သူပဲတတိမထားမိတာလားဆိုပြီးတော့ဟိုအတွေးတွေပြန်ပြီးတော့ဖြေးလိုက်တယ်ပေါ့နော်တကယ်လို့ပြည်နှံဟိုဘက်အချမ်းမှာ မိတ်ဆွေတို့လည်းရှိခဲ့တယ်ဒီလိုမျိုးလူနဲ့ကြုံခဲ့တယ်ဆိုဆိုလည်းဘယ်လိုမျိုးကြုံခဲ့လဲဘယ်လိုဖြစ်ပျက်တွေရှိခဲ့လဲဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ပါဘောနော်ဒီလိုလူเจ้าနဲ့ကျွန်တော်ရဲ့ခရီးကိုမပြတ်ချင်တော့ကျွန်တော်ကိုပဲကျွန်တော် positive thinking နဲ့တွေးပြီးတော့ကျွန်တော်ဆက်ပြီးတော့ခရီးဆက်ခဲ့ပါတယ်။ဒီကအဲ့လိုမရဘူးဒီလိုလောက်တာမှလား။ဟုတ်တယ်မှာ။ ကျွန်တော်ကတော့ဘူးဒရိုင်းမြောက်ပြီးတော့ကိုစော်ထအောင်ပဲဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေအတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and follow လုပ်ခဲ့ပေးပါအောင်ခင်ဗျာမိတ်ဆွေတို့က TikTok account တွေ YouTube channel တွေ Facebook page တွေဝယ်ယူခြင်းနဲ့ဆိုလည်းကျွန်တော်ရှိမှလာရောက်ရယ်ဝယ်ယူအားပေးလို့ရပါတယ်ဒီ Telegram username ကိုလာရောက်ရယ်ဆက်သွယ်မေးမြန်းလို့ရတယ်လို့ဒီဖုန်းနံပါတ်ရဲ့ Viber ကိုလာရောက်ရယ်ဆက်သွယ်မေးမြန်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ